တောကတွေဖြစ်လိုက်တိုင်းဘာအတွက်ကြောင့်များတောကတွေဖြစ်ကြရတာလဲဘာကြောင့်များပူလောင်ကြရတာလဲဘာကြောင့်များမျက်ရည်ချင်းငယ်ကျကျရတာလဲမေးကြည့်လိုက်တဲ့အခါကျတော့တည်တည်ချာချာတွေးကြည့်လိုက်တဲ့အခါကျတော့တောကတွေကိုဖြစ်စေတာမျက်ရည်ချင်းငယ်တွေကိုကျစေတာကတန်ရုံးစင်ကြောင့်ပဲ ဘယ်ပေါ်မှာ ထားမိတဲ့တန်ရောစင်လဲလို့မေးရင်တစုံတစ်ယောက်ရဲ့အပေါ်မှာထားမိတဲ့တန်ရောစင်တွေရဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာထားရှိတဲ့တန်ရောစင်တွေရဲ့အဲ့ဒီတန်ရောစင်တွေကြောင့်ပဲပူလောင်ကြရတာတောကဖြစ်ကြရတာကိုတန်ရောစင်ထားမိတဲ့လူတဦးတယောက်ပဲဖြစ်ဖြစ်ကိုတန်ရောစင်ထားမိတဲ့ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ် ဆုံးရှုံးရတဲ့အခါကို့အလိုမလိုက်တော့တဲ့အခါမှာပူလောင်ကြရတယ်၊နာကျင်ကြရတယ်၊ငိုကြွေးကြရတယ်မဟုတ်လား။ဒါကြောင့်တန်ရောစဉ်တွေကိုလျှော့နိုင်တယ်များလျှော့ကြပါ။တန်ရောစဉ်ကတောကကိုဖြစ်စေတယ်။ဘဝမှာတန်တရာအရှိကြီးကိုကျော်ဖြတ်ခဲ့ပြီးသွားပြီ။ မဖြစ်ဘူးတဲ့ဘဝရင်မသေးဘူးခဲ့တဲ့ခန္ဓာရင်ဆိုတာမရှိသလောက်ဖြစ်ခဲ့ပြီ